ok bìa ok Hó kìa bìa ok này hả ok 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 nà ok 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 hó ok 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 lì ok kìa ok kìa ok 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 lì hó kìa Hó kìa bà hó kìa bà hó kìa bà Hó kìa hó kìa hó kìa ကြေအားလုံးပဲမင်္ဂလာပါနော်ကိုမမများအားလုံးပဲနော်ဒါညနေစီညနေ၄နာရီ30စာတက်ပါဗျာနော်ကေကိုမရအားလုံးပဲမင်္ဂလာရှိတဲ့ညစာလေးပါပဲဗျာနော်ကေမင်္ဂလာပါလို့မိုက်ဝင်လာခဲ့ပြီမယ်လူဟောင်းကိုရီမာလီတော့လူသိကိုမာလီတော့နော်ကြေအားလုံးပဲတယောက်မကြံတူမကြံလေးမြင်အောင်တွေ့အောင်တို့ချီတာပေးပါဗျာနော်အဲဒီညနေ၄နာရီ30မှာတော့ကျွန်တော်တို့ကောင်းစုံလေးရွေးချယ်ပြီးပြသပေးခြင်းပါလေဒါမိသားစုကိုမိုက်ပါလေအကြိုက်တူမယ်အကြိုက်တူမယ်ဆိုလို့ရှိရင်တင်ထိုးလို့ရအောင်လို့ပါနော် ကဲဒါဆိုကျွန်တော်ရေမိသားစုတွေမာတွေအားလုံးပဲကျွန်တော်ဒီမှာတစ်ချက်လေးကြည့်အောင်ဗျာနော်ကဲပြောဆက်တရားမင်္ဂလာပါဗျာနော်အားလုံးပြောတရားလိုင်းနဲ့မှတရားလေးမြင်မြန်ဆန်လေးသွားမယ်နော်မိသားစုကမာများအားလုံးပဲတဲ့နော်အားလုံးပဲအဲဒါဆိုကျွန်တော်ကမာများအားလုံးပဲဒီမှာတစ်ချက်လေးကြည့်အောင်ဗျာနော်ထေကြီးဆိုင်တန်ချောင်းလေးကိုအရင်ဆုံးပြသပေးမယ်နော် ကျွန်တော်ဒီကားနဲ့ရှေ့ရခုံရင်နဲ့ပြားပေါင်းချင်းဒီကျွန်တော်ဘာလို့ရလဲဆိုတော့ကျွန်တော်ဒီကုမာမြာကျွန်တော်ဒီငားလို့ရပါတယ်တဲ့ငားရဲ့ပါဝါ၃ညလို့ဖြစ်ပါတယ်ဒါဆိုမိသားစုကုမာရီတဲ့ဒီရှေ့ဒီခုံပေါင်းချင်းဒီကငားငားဘဝ၃ညဖြစ်လို့ငား၃ညဆိုတဲ့အတန်ဒီတဲ့ဟောဒီဇောင်းနှလုံးပေါင်းချင်းဒီကတဲ့ ကျွန်တော်ရင်မိသားစုကမာဒီ9တုံညဆိုတဲ့အတန်းပြန်ဖြစ်ပြရပါမယ်။ဒါဆိုရင်ရှင်နှလုံးပေါင်းချင်းဒီ9တုံညတဲ့ကိုနောက်နှလုံးပေါင်း9တုံညတဲ့လို့ဟောဒီမှာတက္ကစီနေရာမှာပြန်ဖြစ်ပြရပါမယ်။ဒါဆိုရင်ဒီမှာဒီ3လို့ရှိတာကိုကျွန်တော်တို့ကကိုမာများတယ်အဲ့ငါးတန်ဖြစ်ဖို့အတွက်ကိုကျွန်တော်ဗာထည့်ပေးရလေဆိုတော့၃ကို၅တန်ဖြစ်ဖို့အတွက်ဆိုရင်ကျွန်တော်ဒီနှစ်လိုထည့်ပါတယ်၃ကိုတဲ့၃ညတန်ဖြစ်ဖို့အတွက်ဆိုရင်เนี่ยကျွန်တော်ရေမိသားစုမာဒီခွန်လိုထည့်ပါတယ်ဒါဒီဆိုရင်ကျွန်တော်ရေကိုမာဒီတဲ့နှစ်ခွန်ဒီကကျွန်တော်ဒီ ထိတ်စည်းဆိုတာဖြစ်ပေရပါတယ်ဒါဆိုထိတ်စည်းနေရာမှာကျွန်တော်နှစ်ခွန်ထိတ်ကြအောင်ပါကြလဲဆို293ဆိုပြီးတော့ခွန်ထိတ်စည်းကျွန်တော်တို့ကြပေးခဲ့ပါတယ်ဒါဆိုမိသားစုကမှအားလုံးပဲတူပင်ရကိုတက်ကြည့်မယ်ဆိုရင်ဟောဒီရှိနှလုံးပေါင်းနဲ့6ရက်4ရက်နှလုံးပေါင်းเนาะဒီ6ဒီ4နှလုံးပေါင်းချင်းဒီက3ညလို့ဖြစ်ပါလေတဲ့3ညရဲ့ပါဝါကို9လို့ဖြစ်တဲ့အတွက်ကြောင့်မလို့เนาะဒီ6ဒီ4နှစ်ပြားပေါင်းချင်းဒီ3ည3ညရဲ့ပါဝါ9 တုံညာငါဆိုတဲ့အတန်ကိုဟောဒီဇောင်းနှလုံးပေါင်းခြင်းဒီမိသားစုကိုမှဒီအားလုံးပဲတုံညာတန်ငါတန်လို့ဖြစ်ပါဒါဆိုဟောဒီမှာကကျွန်တော်ရဲ့မိသားစုမှာလေးထိတ်လို့ရှိတာလေအဲ့ဒီလေးကိုနှစ်ပြားပေါင်းတုံညာတန်ဖြစ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ကိုမှများတဲ့6လူထည့်ပါနှစ်ပြားပေါင်းခြင်းဒီနော်ဒီမှာလေးလို့ရှိရင်နှစ်ပြားပေါင်းခြင်းဒီငါလို့ဖြစ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ဘာလို့ထည့်ပါလဲ1လို့ထည့်ပါဒါဆိုမိသားစုကိုမှဒီ6တိကဟောဒီမှာထည့် စီးတဲ့ဘာကြပေးလဲဆိုတော့30ဆိုတော့တစ်ထိတ်လို့ကြပါတယ်ဒီမှာ83တိကျွန်တော်ကမှများခွန်ထိတ်လို့ကြပါတယ်တဲ့ဒါဆိုကျွန်တော်ရင်မိသားစုကမှရအောင်ပဲသူ့ပင်ရောက်ကိုထပ်ကြည့်ပါမယ်ထိတ်စည်းလမ်းကြောင်းလေးပါเนาะဒီက9 45ဆွဲ9နောက်ပြီကိုဒီကခွန်ထိတ်နေပေါင်းပါတဲ့ပေါင်းခြင်းပေါ့เนาะဒီ9ဒီကိုနှလုံးပေါင်းခြင်းဒီကနှစ်လို့ရပါတယ်ဒါဆိုရင်နှစ်ရဲ့ပါဝါကိုခွန်ဖြစ်တဲ့အတွက်ကြောင့်မလို့တဲ့နှစ်ခွန်အတန်ဖြစ်ပေးရမယ် ဘယ်နှလုံးပေါင်းချင်းဒီနှစ်ကွန်တန်ပြန်ဖြစ်ပေးပါလေတစ်ချက်ကြည့်မယ်နော်မင်္ဂလာပါတဲ့ဦးရင်မင်္ဂလာပါဗျာကဲတခြားညီကိုကိုရီမတွေမိသားစုကမကြီးလည်းမင်္ဂလာပါနော်အားလုံးပဲမတွေ့တာမမြင်တာကြာပြီဆိုတော့မိသားစုကမကြီးလည်းဝင်လာကြည့်ပေးပါဒီညက်နေမှာကျွန်တော်ရဲ့မိသားစုကမကြီးကပေါ့ချင်စိတ်ရှိဖို့ပဲလိုတယ်ဗျာနော်တကယ်မှန်ကန်ပေါ့ချင်စိတ်ရှိဖို့ပဲလိုတယ်ဒီညက်နေတညက်နေတစ်ချိန်စာပေါ့ဗျာနော်တညက်နေတစ်ချိန်စာအတွက် ပေါ့ချင်စိတ်ရှိတယ်ဆိုရင်ဝင်လာခဲ့နော်ကမကြီးအားလုံးပဲဒါဘာမှပေးကြမလို့ကမကြီးယုံကြည်မှုနဲ့လှုပ်လှုပ်တာအားလုံးဝင်လာခဲ့ပြီမယ်ဗျာနော် ါသဟောဒီကတဲ့ငါးခွန်ဆိုတဲ့နှစ်ပြားပေါင်းကြီးဒီနှစ်နှစ်ပေါက်ကခွန်တန်ဖြစ်တဲ့တကြောင်မျိုးဟောဒီဈောင်းနှလုံးပေါင်းကြီးဒီနှစ်ခွန်တန်ပြန်ဖြစ်ပေပါတဲ့ဒါသဟောဒီမှာနှစ်ရလို့ရှိပါတယ်နှစ်ကိုသုံးလုံးပေါင်းနှစ်ပြားပေါင်းနှစ်တန်ဖြစ်ပါဆိုရင်နဲ့ဟောဒီမှာမိသားစုမှာ၃ညပါတဲ့ဒါသဟောဒီကနှစ်ကိုတဲ့နှလုံးပေါင်းခွန်တန်ဖြစ်ပါဆိုရင်နဲ့ကျွန်တော်ရဲ့မိသားစုမှာ၄ပါထည့်မလဲနှစ်ကိုခွန်တန်ဖြစ်ပါဆိုရင်၅ပါတဲ့ ။ဒါဆိုရင်၃ညာ၅ဒီဟာဒီမှာထိပ်စည်းလို့ဖြစ်ပြရမယ်။ဒါဆိုထိပ်စည်းလိုင်းတွေကနှစ်ခွန်ထိပ်တာခွန်ထိပ်ပါ၆တိထိပ်ကတစ်ထိပ်ပါတဲ့၃ညာ၅ထိပ်ကကျွန်တော်၃ညာ၃ညာဆိုတော့၃ညာထိပ်စည်းပါ။ဒါဆိုထိပ်စည်းလိုင်းကျွန်တော်ရေကမာဒီဒီညက်နေအတွက်ထိပ်စည်းလေးတွေပါထိပ်စည်းလေးဖြစ်မလဲတစ်ချက်လေးကြည့်ပေးပါ။ကဲပြောရလေးတရားပြအောင်မြင်သားမင်များနော်ဆရာပါမင်္ဂလာပါဗျာ။ဟုတ်ကဲ့ပါ။မင်္ဂလာပါနော်မိသားစုကမာရီအားလုံးပဲတစ်ချက်လေးကြည့်အောင်နော်ဒီညနေ၄နာရီ30အတွက်ပါဒါ၄နာရီ30အတွက်ပေါ့နော်မိသားစုကမာရီအားလုံးပဲထစ်ထင်ရှားရှားလေးပြသပါမိမယ် ီက25ငါးနောက်ပိတ်ကိုဒီကတစ်ထိန်နေပေါင်းပါတယ်ဒီနှလုံးပေါင်းခြင်းဒီပေါင်းဒါဆိုရင်မသားသိကမရေးတဲ့ဒီ9 D tips ခွာနှလုံးပေါင်းခြင်းဒီဘာလို့ရလဲ6လို့ရပါတယ်6ရဲ့ power tip ဖြစ်တဲ့အတွက်ကြောင့်မလို့တဲ့9ရက်တည်းရဲ့နှစ်ပြားပေါင်းရှင်နှစ်ပြားပေါင်း66ဘဝတစ်ဖြစ်လို့ဟာဒီနောက်နှလုံးပေါင်းခြင်းဒီတဲ့6တစ်လို့ဖြစ်ပြရမယ်ထိတ်စီလမ်းကြောင်းလေးနော်ကိုမကြီးအပေါ်ပြင်ပေါ်လမ်းကြောင်းလေးဖြစ်ရမယ်နော်နှစ်ခွန်တိတ်ကခွန်တိတ်6တစ်တိတ်ကတစ်တိတ် သုံးညငါးထိပ်စီးမှာကျွန်တော်ပါလေသုံးညထိပ်တဲ့ဒါဆိုဒီမှာကျွန်တော်ရင်မိသားစုကမာတွေထိပ်စီးလေးကိုထိပ်စီးလေးကိုတစ်ချက်ကြည့်ပြီးဟိုမတွေအားလုံးပဲထိပ်စီးလမ်းကြောင်းလေးပါလေနော်တကွက်ကောင်းကျဲတဲ့ကိုဒီမိုက်လေတကွက်ကောင်းလေးတစ်ခါလေးပြတာပေးပါမယ်နော်အဲ့ကျွန်တော်ဒီဟာဒီမှာ၄ရက်လို့ရှိတာပါတယ်နှစ်ပြားပေါင်း6တန်ဖြစ်ပေးရမယ်ဆိုရင်ဟာဒီမှာဘာလို့ထည့်ပေးပါလေတဲ့နှစ်ပါတဲ့ လေးကိုနှစ်ပြားပေါင်းခြင်းဒီတစ်တန်လို့ဖြစ်ပါသေးဟောဒီမှာတရားရင်မိသားစုမှာ၄ခွန်ပါဒါဆိုရင်နှစ်ခွန်ဒီပါဖြစ်ပြရမလဲထိတ်စည်းလို့ဖြစ်ပြရမယ်မင်္ဂလာပါမျိုးဒီအားလုံးပဲเนาะကိုမမေးမင်္ဂလာပါဗျာကိုဖြိုးတီဟာမင်္ဂလာပါเนาะအတွေ့အကြုံမင်္ဂလာကြပြီဆိုတော့မိသားစုမှာလည်းတခါလေးဝင်လာခဲ့ပါဒီညက်နေအတွက်เนาะကဲထိတ်စည်းနောက်ပြီးအပိုင်းနိုင်လေးကစားခြင်းနဲ့ဆိုပြီးမိသားစုမှာဝင်လာခဲ့ပြီပါကျွန်တော်ကမှရအောင်ကျွန်တော်ကဒီညနေမှာတိတ် အာဖို့လို့နေပါလေရတော့တဲ့ကိုများကစားသိခြင်းနဲ့เนาะ ။ဘာကြောင့်ကျွန်တော်ပြတာပြီးမဲ့ site တွေတော်တော်များများအခု dev site တွေပဲပြတာပြီးမှမလို့ပါနော်။ကိုမကြီးအားလုံးပဲ။ dev site တွေပဲပြတာပြီးမှမလို့ပါ။တစ်ချက်လေးကြည့်ပြပါနော်။မိသားစုကိုမကြီးအားလုံးပဲ။အဲကေတာဒီမှာတစ်ချက်ကြည့်အောင်တို့ရဲ့မိသားစုကိုမကြီးတဲ့ဟောဒီမှာကျွန်တော်ဒီနောက်ပိတ်လမ်းကြောင်းလေးပါတဲ့။9ရေ4ရေဟောဒီက9ရေဇောင်း3လုံးပေါင်းချင်းဒီပါတဲ့။နောက်ဆိုရင်9ရေ4ရေပေါင်းချင်းဒီ3 3ကို9နဲ့ပေါင်းချင်းဒီပါလို့ရလေ8လို့ရပါတယ်တဲ့။နောက်ဆိုရင်9 9 လေး3လုံးပေါင်းเนาะ6 4 5ဆိုရယ်3လုံးပေါင်းချင်းဒီ8ဒါဆိုမိသားစုကိုမားရအားလုံးပဲတစ်ချက်ကြည့်အောင်ဗျာเนาะ6 5 6 4 5 3လုံးပေါင်းချင်းဒီ8ပါတဲ့8ရယ်ပါဝါတန်3 8ရယ်နှက်ခက်က7ပါတဲ့ဒါဆိုရင်3 1ဆိုရယ်အတန်ပြန်ဖြစ်ပေးရဟုတ်လားဘယ်3လုံးပေါင်း3 1လို့ပြန်ဖြစ်ပေးရမလဲတစ်ချက်ကြည့်ပြပါကျွန်တော်ရယ်ကိုဒီမားရအားလုံးပဲတဲ့ဟောဒီ2လုံးပေါင်းอ๋อဒီမှာဆက်ကြည့်อ๋อ ဒီ645ဆိုရင်သုံးလုံးပေါင်းเนาะ645သုံးလုံးပေါင်းခြင်းဒီရှေ့ရှေ့ရဲ့ပါဝါကကျွန်တော်တို့သုံးပါရှေ့ရဲ့နှက်ခက်ကတစ်ပါเนาะဒီသုံးလုံးပေါင်းခြင်းဒီရှစ်ပါတဲ့ကျွန်တော်ရေးမိသားစုကမိုင်းအားလုံးပဲเนาะဒါဇောင်းသုံးလုံးပေါင်းရှေ့ရှေ့ရဲ့ပါဝါ3ရှေ့ရဲ့နှက်ခက်က1 3တစ်ကဘာလို့ဖြစ်ပြရမလဲမိသားစုကမိုင်းအပိတ်ပါတဲ့ ။ဒါဆိုရင်ကျွန်တော်ရဲ့မိသားစုကောင်မတွေအားလုံးပဲတစ်ချက်မြင်အောင်ကြည့်ပြီးနော်။မြင်အောင်ကြည့်ပြီးနော်အားလုံးတစ်ခဲပြသပေးမယ်။ဒါဆိုကျွန်တော်ရဲ့ကောင်မတွေအားလုံးပဲဟောဒီမှာ အပိတ်ကလေးဒီဘာပိတ်လေးလဲ corner set 3ဆိုတော့3အပိတ်ပါတဲ့။ဒါဆိုမိသားစုကောင်မတွေတဲ့ container C 3အပိတ်ဖြစ်လို့ corner set 3တကွတဲ့အကောင်မတွေအားလုံးပဲ container C 3နောက်ပေးပေါ့နော်။ဟေးဟုတ်ပြီဒါဆိုကျွန်တော်တို့အကောင်မကြီးအားလုံးပဲဒီမှာထပ်ကြည့်အောင်ကျွန်တော်တို့အကောင်မကြီးအားလုံးပဲတဲ့ဒီသုံးလုံးမောက်တစ်ချက်ကြည့်မယ်နော် ခွန်ရီ၃ရီ၅ရီ၃လုံးပေါင်းခွန်သုံးနှပြပေါင်းကြီးတွေ၃ည၅နဲ့ပေါင်းကြီးတွေ၅ပါတဲ့ဒါဆိုရင်၃ခွန်၅ဆိုရင်ဇောင်း၃လုံးပေါင်း၅တန်ဒါဆိုရင်၅ရဲ့ပါဝါဒီ၃ညပါဟုတ်ပြီနော်၅ရဲ့ပါဝါဒီ၃ညပါ၅ရဲ့နှက်ခတ်ဒီ၃ပါတဲ့၃ည၃ဒီပါဖြစ်ပေးရလေနောက်ပိတ်ပါတဲ့ဒါဆိုဟောဒီမှာနောက်ပိတ်လေးဒီပါနောက်ပိတ်လေးလေ၃ညနောက်ပိတ်ပါတဲ့အကူမာတွေ ်အောက်တုံညာနောက်ပိတ်ဖြစ်တဲ့အတွက်ကြောင့်မလို့တစ်ချက်ကြည့်ပြီးအကူမာများတုံညာနောက်ပိတ်နော်အဲ့ဒီတုံညာနောက်ပိတ်ဆိုကြောင့်ဒီကူမာဒီဟာဒီမှာထိသေးတီတစ်တစ်တုံညာနောက်ပိတ်နဲ့တဆယ်ဆိုပြီးတော့ထွက်ပေးခဲ့တယ်ဟုတ်ပြီနော်တဆယ်ဆိုပြီးတော့ထွက်ပေးခဲ့တယ်ဟုတ်ပြီနော်ကူမာများတစ်ချက်ကြည့်ပြီးဒါဆိုကျွန်တော်ဒီမှာတက်ကြည့်မယ်ကျွန်တော်ဒီကူမာများတဲ့၃လုံးပေါင်း၃၁၁ဆိုရ၃လုံးပေါင်း သုံးတိတိတဲ့ဇောင်းသုံးလုံးပေါင်းကျတော့ရေကူမာတွေပါလို့ရလေသုံးတိတိသုံးလုံးပေါင်းချင်းဒီငါသုံးတိတိဆိုရင်သုံးလုံးပေါင်းချင်းဒီငါပါတဲ့ငါရဲ့ပါဝါသုံးညာတဲ့ငါရဲ့နှက်ခတ်ကသုံးနဲ့เนาะငါရဲ့ပါဝါသုံးညာငါရဲ့နှက်ခတ်ကသုံးသုံးညာသုံးဒီနောက်ပိတ်ပါဒါဆိုဟောဒီမှာနောက်ပိတ်လေဒီပါပိတ်လေသုံးညာသုံးဆိုတော့သုံးညာနောက်ပိတ်တဲ့ သုံးညာထိတ်သုံးညာဘိတ်နဲ့သုံးညာသုံးညာဟောပြီနော်ကိုမကြီးအားလုံးပဲအခုဒီအမကြီးကချက်ပြောမယ်နော်ဆရာကြီးဒါတိုင်းယူလို့ရတယ်ဘလို့ယူလို့ရတယ်ဆိုတော့ဇောင်းသုံးလုံးပေါင်း၈ပါဝါ၃ဘိတ်တဲ့ဇောင်းသုံးလုံးပေါင်း၅ပါဝါသုံးညာဘိတ်ဇောင်းသုံးလုံးပေါင်း၅ပါဝါသုံးညာဘိတ်လို့ယူလို့ရတယ်မှန်ပါတယ်ဗျနော်မှန်တယ်တော့မှန်ပါတယ်ဗျနော်ကိုမကြီးအားလုံးယူလို့ရတယ်နော်ဟုတ်ပြီလားကဲဒါဆိုကျွန်တော်တို့အဲ့ဒီတိုင်းပဲယူလိုက်မယ်ဗျဒါဆိုဒီနက်ခက်နက်ခက်ကကျွန်တော်ရန်ပဲနော်ရန်ပဲထားမယ်နော်ကိုမကြီးနက်ခက်က နက်ခတ်နောက်ဘက်ကအရင်ပဲထားမယ်နော်ဒါတော့ဟောဒီမှာထပ်ကြည့်မယ်ဆိုရင်ကျွန်တော်က၈တုံညာတုံညာတော်လုံးပေါ့အဲ့ဒါဒါဆိုရင်မိသားစုကိုမှရေးတယ်ဒီက၃ညာ၃ညာ၈ဆွဲ၃လုံးပေါင်းအဲ့ဒီ၃လုံးပေါင်းချင်းဒီပါလို့ရလဲဆိုရင်၈လို့ရဟုတ်ပြီနော်၃ညာ၃ညာ၈ဆွဲဒီဇောင်း၃လုံးပေါင်းချင်းဒီ၈ပါတဲ့၈ရဲ့ပါဝါက၃နဲ့၈ရဲ့နက်ခတ်က၁တဲ့ ါဆိုရင်ကျွန်တော်ရဲ့မိသားစုမှာ3-1ကနောက်ပိတ်တဲ့3-1ဒီနောက်ပိတ်ပေါ့အဲ့ဒီ3-1နောက်ပိတ်နေရာမှာဟောဒီမှာဘယ်တစ်လုံးနဲ့ထည့်ပေးရမလဲဆို3တစ်လုံးနဲ့ထည့်ပေးလိုက်သဘောပေါက်လားတော့မသိဘူး3တစ်လုံးနဲ့ထည့်ပေးလိုက်နော်ဘာလို့ဆိုဇောင်း3လုံးပေါင်း10ဘဝ3နောက်ပိတ်ဇောင်း3လုံးပေါင်း9 9ဘဝ3ညနောက်ပိတ်သောင်းသုံးလုံးပေါင်း9 9ဘဝ3ညနောက်ပိသောင်းသုံးလုံးပေါင်း10ဘဝ3နောက်ပိယူလို့ရအဲ့ဒါကိုမိသားစုကမတွေကဒီမှာထိစည်းဒီက2ထိ ခွန်ထိတ်ဟဲ့လားအဲ့ဒီမှာနှစ်ထိတ်ခွန်ထိတ်သုံးကနောက်ပိတ်နေရာမှာကျွန်တော်ရဲ့မိသားစုတို့မှာတစ်ချက်ပြန်ပြပေးမယ်ထပ်ပြီးတော့ရှင်းအောင်ပြသပေးမယ်เนาะကျွန်တော်ကိုမမြားရှင်းအောင်ကျွန်တော်ပြသပေးမယ်ဒီဝတရားမင်္ဂလာပါနော်ဒီဝတရားမင်္ဂလာပါနော်ကျွန်တော် ရှင်းအောင်ပြတာပြီးမယ်နော်ဘယ်လိုပြတာပြီးမလဲဆိုတော့တစ်ချက်ကြည့်ပြီးနော်ဟာဒီက၈ရေ၄ရေ၅ရေ၃လုံးပေါင်းကြိုက်ရင်ကြိုက်တယ်လို့မှတ်ခဲ့ဗျာ နော်၈ရက်၄ရက်ဇောင်းနှလုံးပေါင်းခြင်းဒီပါလို့ရနှစ်နှစ်ကို9နဲ့ပေါင်းတော့ခွန်းဟလာ၈ရက်၄ရက်9ရက်3လုံးပေါင်းခြင်းဒီခွန်းခွန်းရဲ့နှက်ခတ်ကပါလို့ရလဲ၃ညတုံညာကပေါင်းခြင်း BK ပြိတ်ဒီမှာကြပေးရအကိုမမြတေချာကြည့်အောင်နော်ဟုတ်ပြီဗျာကိုဝင်းကိုရေးဒီလောက်ကောင်းနေမှာတော့ဟာလွဲဖို့တော့များပြီလွဲလွဲမှန်မှန်ပေါ့နော်ဒီထက်ကောင်းအောင်ပြတာပေးနေရလေဗျာနော် ်လကားရတဲ့ကဏ္ဍတွေမဟုတ်ဘူးเนาะအုံနောက်လေးကရှားဖွေပြီးတော့အကောင်းဆုံးနေပြသပေးတယ်ကဏ္ဍเนาะအကိုတွေမားတွေကိုအကြိုက်တွေ့အောင်လို့အကောင်းဆုံးနေရှားပြသပေးတာပါเนาะเนาะအကြိုက်ရင်ကစားမကြိုက်ရင်ကစားနဲ့ဒါပုံပြင်နေပြောတာเนาะလွေးရမှန်းတာကန်တရားလက်ခံနိုင်ရင်ကစားဟုတ်ပြီเนาะကြည်ပါရှင်း၄၅၃လုံးပေါင်းကြီးတွေခွန်ခွန်နှက်ခတ်၃ညပရိတ်83ဟုတ်လားဒါဆိုရင်6ရေ9ရေ9ရေ3လုံးပေါင်း6ရေ9ရေ9ရေ3လုံးပေါင်းခြင်းဒီက ရှစ်ပါ6ခွန်း9ဒုံလိုပေါင်းရှစ်ပါတဲ့ရှစ်ရဲ့နှက်ခတ်က1ပါတဲ့တစ်ဒီပေါင်းချင်းပိခိတ် break တစ် break ကြပေးရမယ်။တုံညာပိခက83တစ် break က30ဟုတ်တယ်နော်။ဒါတော့ဟိုဒီမှာကြည့်မယ်9 1 3လုံးပေါင်း9 1 1 3လုံးပေါင်းခွန်းနော်9 1 1 3လုံးပေါင်းခွန်ခွန်ရဲ့လက်ခတ်က3ညပေါင်းခြင်းပြိတ်3ညပြိတ် ဟာလာနော်ပေါင်းချင်းပြိ၃ညပြိဘာကြပြိလဲ၃ညထိ၃ညအပိနေပါ၃ညတုံညဒီမှာခွန်ထိ၃ပြိ83ပြိပေါင်းချင်းပြိ၃ညတစ်ထိ၃ညပြိပေါင်းချင်းပြိတစ်ဖြစ်လို့တစ်ပြိ၃ညထိ၃ညပြိကိုမှပေါင်းချင်းပြိဒီ၃ညပြိဖြစ်လို့၃ညတုံညလို့ကြားတယ်ဒါတော့ဟောဒီမှာထပ်ကြည့်မယ်9ရေ၃ညရေ၈ရေ၃လုံးပေါင်း9 3ည၈၃လုံးပေါင်းချင်းဒီ၃၃ရေလက်ခတ်က ပေါင်းချင်းပရိတ်၅ပရိတ်တဲ့ကြိုက်ရင်ကြိုက်တယ်မှတ်ခဲ့ဗျာဒီတဲ့ကောင်းတဲ့ site မရှိဘူးနော်ကန်တရဘောကူမာဗျာတကယ်ပြောကန်တရအထိသီးနောက်ပြီကျွန်တော်ဒီ site ဒီ site ထဲမှာပဲရှင်းပြသွားတာအကူမာဗျာနော်၈၄၅၃လုံးပေါင်းခွန်ခွန်ခက်၃ညပရိတ်ကြောင့်83 6953လုံးပေါင်း8 8ခက်1ပြိညနေ30 9113လုံးပေါင်း9ခက်3ညပြိအားဒီမှာညနေမှာ3ညပြိခင်းသွားတယ် ငါးတုံညာရှစ်သုံးလုံးပေါင်းသုံးသုံးနှစ်ခန့်ငါးပရိတ်ငါးပရိတ်လို့ဖြစ်ပေးရမှာဒီမှာပရိတ်ဒီငါးပရိတ်ပေါင်းခြင်းပရိတ်ငါးပရိတ်ဇောင်းသုံးလုံးပေါင်းရှစ်ဘဝသုံးအပိတ်ဇောင်းသုံးလုံးပေါင်းငါးဘဝတုံညာအပိတ်သောသုံးလုံးပေါင်းငါငါဘဝတုံညာပိတ်သောသုံးလုံးပေါင်းရှစ်ဘဝသုံးအပိတ်နှစ်ခွန်ကထိတ်စီဟုတ်လားအပိတ်ကဘာပိတ်လဲသုံးအပိတ်တိပိတ်ကယံပါเนาะတိပိတ်ကကျွန်တော်တို့ယံပါကျွန်တော် 3ကအပိဒါဆိုနှစ်ခုကထိတ်စီးပရိတ်က9ပရိတ်နဲ့ညီစွန်းတော့ကနဲအော်ရမယ့်ကနဲအခုမှမြเนาะကျွန်တော်ချပြရပေးတာကောင်းဆုံးကနဲဟုတ်လားအကူဒီမားကြိုက်ပေါ်တာပေါ့เนาะအကူဒီမားတွေကကြိုက်တယ်လက်ခံတယ်ဆိုရင်အကောင်းဆုံးကနဲเนาะနှစ်ထိတ်3ပိတ်23ဒဲဟိုမြမြအော်ဒါကိုဒဲဟိုမြမြလေးအော်ပေါ့เนาะကြိုက်တယ်ဆိုရင်ပေါ့เนาะဒဲဟိုမြမြအော်เนาะဒီ23စကယ်ကနန်းက ပြီး83လာမယ်83ဒါက2 organ 83ရေပြီးတော့ပါရှိမလဲ2တရှိမယ်ခွန်တရှိမယ်ဟာလာဒါကတာ2တခွန်တကရေအမဒီနှစ်ကွက်ကိုတော့ကျွန်တော်ရေမိသားစုကိုမာရီတင်ထိုးရဟုတ်တယ်เนาะကိုမာရီဘာကြောင့်လဲ9 break ငါရဲ့ပါဝါ3ညာဘိတ်လို့ချက်83 တကယ်မို့အဲ့လိုမဟုတ်ဘူးသူ့အတိုင်းကြမယ်ဆိုရင်ကျွန်တော်ငါးပလိဖြစ်တဲ့တကြောင်မလို့23နှစ်ထိပ်3အပိန်နဲ့23ကိုမများတဲ့ကစားနော်တကွက်ကောင်းကဒဲကိုအများအောက်ကနေပါပေါက်စီရင်နဲ့စီနာပါဟာလားဟိုပေါက်လို့ရှိရင်တကွက်ကောင်းကအဲ့လိုမျိုးရာခဲတယ်နော်ထေစီနောက်ဘက်ကိုဒဲကိုအောက်ကနေနော်အခုကျွန်တော်နောက်ထပ်ပြသွားပြီမယ်စိုက်ကတော့ဘာလို့လေးလဲဆိုတော့တစ်ချက်ကြည့်ပြီးနော်နောက်တစ်ဆိုင်နောက်ဆက်ထပ်ပြပြီးမယ်နော်ကိုမမြားအလုံးပဲကြိုက်ရင်ကြိုက်တယ်ကိုမကတော့လက်မလေးထောင်ပြီးခဲ့ပါနော်ကိုမမြား ဒါဆိုကျွန်တော်နောက်တစ်ဆက်ကိုထပ်သွားမယ်ဗျာဒီမှာမြားအောင်ပဲဆက်လေးကြည့်ပေးပါနော်နော်နောက်တစ်ခါကိုထပ်ပြသပေးမယ်ချက်ကြည့်ပြီးပါပုံမှန်များအလုံးပဲနောက်ဆက်ကြည့်ဘလို့ရလဲဆိုတော့6ရဲ့1ရဲ့1ရဲ့ရှေ့3လုံးပေါင်းနဲ့6 1 1 3လုံးပေါင်း6 1 1ဆိုရ3လုံးပေါင်းချင်းဒီ8ပါ6 1 1 3လုံးပေါင်းချင်းဒီ8တန်ဖြစ်တာကိုမှဟောဒီအနောက်3လုံးပေါင်းနဲ့ ရှစ်တန်လို့ပြန်ထည့်ပေးရမယ်။ဒါဆိုမိသားစုကမှရအောင်ခွန်ရေ9ရေနှစ်ပြားပေါင်း2လို့ရှိတယ်။သုံးလုံးပေါင်း8တန်ဖြစ်ဖို့အတွက်ဒီမှာဘာလို့ထည့်တာလဲ။ထိတ်စည်းနေရာမှာ6ထည့်တဲ့။စင်းမသွားနဲ့နော်မိသားစုကမှရအောင်ပေး။ကျွန်တော်ပေးတုံးလေးမှာကိုဒီမားတွေကိုရစေခြင်းလို့ပြောတာပါ။နော်ကျွန်တော်အကောင်းဆုံးဆိုင်လေးတွေ့လုံးမိတုံးလေးမှာပြပြီးတော့ကိုဒီမားတွေကိုမြင်စေခြင်းနဲ့နော်။တဆိုင်ရလို့စင်းသွားရင်တော့ကိုဒီမားတွေတပွဲပဲရအောင်ဟာလား။ ကြီးကြီးပါဟုတ်ကဲ့ပါကိုဖို့ချစ်တဲ့မင်္ဂလာပါဗျကေဒီမာချက်ထပ်ပြီးတော့ကြည်ပါမယ်သူ့ပြင်သူ့တိုင်းပဲเนาะ၃ညရေ၆ရေခွန်ရေရှေးသုံးလုံးပေါင်း၃ည၆ခွန်ရှေးသုံးလုံးပေါင်း၃တန်ရှေးသုံးလုံးပေါင်း၃တန်ဖြစ်တာကိုဟောဒီအနောက်သုံးလုံးပေါင်းက၃တန်ပြန်ဖြစ်ပေးရမှာဆိုရင်ဒီ၃ဒီ၃ခွာနှလုံးပေါင်း၆ရှိတယ်၃လုံးပေါင်း၃ရေလို့ဖြစ်ပါဆိုရင်ထိပ်စည်းနေရာမှာမိသားစုကမာဒီခွန်ထိပ်စည်းလို့ထည့်ပေးရမယ်ဟုတ်လား ခွန်ထိပ်ကြောင့်83လို့ကြပေးတဲ့ရှည်သုံးလုံးပေါင်း၈ကိုနောက်သုံးလုံးပေါင်း၈တန်ဖြစ်ခဲ့တိုင်းပင်ရှည်သုံးလုံးပေါင်း၃တန်ကိုနောက်သုံးလုံးပေါင်း၃တန်ဖြစ်အောင်ခွန်ထိပ်ဒါတော့ဟောဒီမှာထပ်ကြည့်မယ်ဆိုရင်1 1 1ဆိုရဲ၃လုံးပေါင်း1 1 1တဲ့၃လုံးပေါင်းဒီ၃လုံးပေါင်းချင်းဒီ၄တန်နေရတည်ရတည်ရ3လုံးပေါင်း4တန်ဖြစ်တာကိုဟာဒီအနောက်3လုံးပေါင်း4တန်မြန်ဖြစ်ပြရမှာ1 1 1 3လုံးပေါင်း4နောက်3လုံးပေါင်း4လို့ဖြစ်ဖို့အတွက် ဒီလေးဒီ၃ညခွာနှလုံးပေါင်းခြင်းဒီခါလေးအဲ့ဒီလေးကို၃လုံးပေါင်း၄ရေလို့ဖြစ်ပါသေးဒီမှာကျွန်တော်ရေမိသားစုကမာဒီက၃ညထိတ်လို့ထည့်ပေးရမယ်တော်တော်ထိတ်ကြီးနေရမှာအပေါ်ပင်ပေါ်ဆိုင်တိုင်းပဲဆိုရင်၃ညထိတ်6 9 3ညထိတ်6 9 3ညထိတ်ဟာလာနော်6ခွန်3ညထိတ်လို့ထည့်ပေးရအပေါ်ပင်ပေါ်ဆိုင်တိုင်းဆိုရင်6ခွန်3ညဆိုတာထိတ်ထည့်ရမယ်တဲ့အဲ့တော့ကျွန်တော်ကမာဒီအားလုံးနဲ့နောက်ပိတ်လေးကိုဘယ်လိုပြန်ဖြစ်လဲဆိုတော့ချက်ကြည့်မယ်နော် နောက်ပေလေးကိုဘယ်လိုပြန်ဖြစ်လဲဆိုတော့ချက်ကြည့်မယ်ကျွန်တော်ကကိုမာမြနောက်ပေလေးချက်ကြည့်အောင်နော်ဟာဒီကကျွန်တော်60 90 6ထိပ်စီးကိုဒီကတစ်ထိပ်နဲ့ပေါင်းပါတဲ့ဒီ6ဒီ10ဆိုရဲခွာနှလုံးပေါင်းခြင်းတွေကခွန်လို့ရှိတယ်အဲ့ဒီခွန်ကို9နဲ့ပေါင်း9 6 10ဆိုရဲသုံးလုံးပေါင်းခြင်းတွေကိုမာမြအားလုံးပဲတဲ့နှစ်လို့ဖြစ်ပါတယ်9 6 10ပေါ့နော်ဒီသုံးလုံးပေါင်းနှစ်တန်ဖြစ်တာကိုကျွန်တော်ရဲ့မိသားစုမှာရဲ့ဘယ်နောက်သုံးလုံးပေါင်းနှစ်တန်လို့ပြန်ဖြစ်မလဲဆိုတော့ဟောဒီအနောက်သုံးလုံးက နှစ်တန်လို့ပြန်ဖြစ်ပြရ။ဒါတို့ကမာများဒီ၄ဒီခွန်ပေါင်းချင်းဒီတက်လို့ရှိတာကိုသုံးလုံးပေါင်းနှစ်တန်ဖြစ်ဖို့အတွက်ဆိုဟာဒီမှာအပိတ်ကိုကျွန်တော်ရဲ့မိသားစုမှာတက်ပိတ်လို့ထည့်ပြရ။နောက်ရှေးသုံးလုံးပေါင်းနှစ်ကိုနောက်သုံးလုံးပေါင်းနှစ်တန်ဖြစ်ဖို့အတွက်တက်ပိတ်လို့ရိုက်လို့ဟာဒီမှာ60တက်ပိတ်နဲ့60တက်ဆိုပြီးတော့တပေါက်တည်းပြီးရှင်းသွားတာပါ။60တက်ဆိုပြီးအပီးရှင်းသွားတာအဲ့ဒီလမ်းကြောင်းလေးပဲသူ့ဘေးရောက်ကိုထပ်ကြည့်မယ်သူ့ဘေးရောက်မှာထပ်ပြီးရင်ပေါ့နော်၃ညရေ၃ရေဒီကခွန်ရေဆိုရဲရှေးသုံးလုံးပေါင်းအပေါ်ပင်ပေါ်တိုင်းပဲ သုံးသုံးညာခွန်ဆိုရဒီသုံးလုံးပေါင်းခြင်းဒီကသုံးညာတန်လို့ဖြစ်ထားတာ ਨੇ ဒီသုံးလုံးပေါင်းသုံးညာတန်လို့ဖြစ်ထားတာ ਨੇ ဟာဒီအနောက်သုံးလုံးကလိုက်ပြီးရောသုံးညာတန်လို့ဖြစ်ပြီးရဒါဆိုဒီက၄ရက်၃ရက်ရှင်နှပြားပေါင်းခွန်တန်ရှိတာကိုသုံးလုံးပေါင်းသုံးညာတန်ဖြစ်ဖို့အတွက်ဆိုရင်ဒီမှာမာထည့်ပေးမယ်နှစ်ပြားပေါင်းခွန်ကိုသုံးလုံးပေါင်းသုံးညာတန်ဖြစ်ဖို့အတွက်ဆိုရင်ဒီမှာ၃အဘိတ်လို့ထည့်ပေးရမယ်ကျွန်တော်တို့ကခွန်ထိပ်၃ဘိတ်နဲ့53ဆိုရအပြီးရှင်းသွားတာ ဟုတ်ပြီနော်ဒီမှာ61လို့အပြီးရှင်းနိုင်မယ်သူ့မြောင်မှာလည်း83တိအပြီးရှင်းသွားပါတယ်80နဲ့မှာ3ပါဝါရေ70ပြည့်ရေကြာထားတယ်နော်ဒါဆိုသူ့မြောင်ကိုထက်ကြည့်ပါမယ်တဲ့အကူမများအဲ့ဒီလမ်းကြောင်းတိုင်းပဲရှေးသုံးလုံးပေါင်း3ညနောက်သုံးလုံးပေါင်း3ညတန်ဖြစ်ခဲ့တယ်လို့ပဲဒီကရှေးသုံးလုံးပေါင်း4ရက်2ရက်3ရက်ဆိုရင်ရှေးသုံးလုံးပေါင်းဆက်ကြည့်ပါလေးရဲ့နှစ်ရဲ့နှစ်ပြားပေါင်းချင်းဒီကိုကျွန်တော်က6ရှိတယ်တင့်နယ်ပေါင်းတော့ခွန်တန် ဒါတွေ၄ရက်နှစ်ရက်တရက်ခြေသုံးလုံးပေါင်း9000ကိုမှနောက်သုံးလုံးပေါင်း9000ဖြစ်ဖို့အတွက်ဒီမှာကျွန်တော်ရဲ့မိသားစုကိုမှဒီအားလုံးပါဒိစီထည့်ပေးမယ်။အဘာနောက်ပိတ်ထည့်ပေးမယ်ဟုတ်ပြီလားနော်အပိတ်ကလေးကိုတစ်ချက်ကြည့်။ဘာပိတ်ထည့်ပေးမလဲတစ်ချက်ကြည့်အခုမှများ။၄နှစ်တည့်ဆိုတော့ခြေသုံးလုံးပေါင်းခုကိုနောက်သုံးလုံးပေါင်း9000ဖြစ်ဖို့အတွက်အပိတ်ညံဘာပိတ်ထည့်မလဲ။တုံညာဒိစီပါအပိတ်ကလေးပါနော်။ဟုတ်ပြီနော်မိသားစုကိုမှအားလုံးပဲ။ကဲတခါလေးတစ်ပါးလေးဝင်လာခဲ့ပေါ့နော်ကိုမှများအားလုံးပဲ။ ကဲလမ်းမလေးထောင်ပေးထားပါခမာမြကဲဒီမှာကျွန်တော်စောစောကလည်းကျွန်တော်စပယ်ရှယ်ပဲရှာထားတဲ့ကနန်လေးအဲ့ဒီထဲမှာကျွန်တော်ကမာရီကနန်လေးပြန်စီပေးမှာနော်ကနန်လေးအဲ့ဒီထဲမှာကျွန်တော်ပြန်စီပေးမှာပါကျွန်တော်အချိန်နဲ့အကူမားရဲ့အချိန်နဲ့အတူတယ်ဆိုတော့တင်ကစားနော်ဟုတ်လားဘုရင်ရင်ပြောတာဒါတော့ကျွန်တော်ကမာရီအားလုံးပဲကျွန်တော်တင်ကစားရမယ်ကနန်ပြောပေးခဲ့မယ်နော်တကွာကောင်းနေနေဆိုရင်ကျွန်တော်တို့ကမှမြန်ဆော့ဆော့ကျွန်တော်ပေးတဲ့9 break နဲ့23နောက်တစ်ခါ3ညထိပ်စီးနဲ့တကွာကောင်းပါရှိအောင်မလဲ နော်ခုနကကျွန်တော်ပေးတဲ့ကဏ္ဍလေးပါပါကလေးရှိအောင်လဲအဲ့ဒီမှာကျွန်တော်နောက်ကလက်ကစားမခွန်သုံးနေတိခွန်တိဆိုတဲ့ကဏ္ဍနော်နေတိခွန်တိဆိုတဲ့ကဏ္ဍဒဲကိုမြမြတိကစားဒါဒဲကဒဲကဏ္ဍများရယ်နော်၃ညာခွန်တစ်ခွက်ဒါက23ရယ်၃ညာခွန်ရယ်အဲ့ဒီနှစ်ခွက်လုံးက main တင်ကစားနော်ဘာကြောင့်လဲပရိတ်ဒီ၅ပရိတ် BK ပရိတ်ပရိတ်ကို၅ပရိတ်လို့ချုပ် နော်ဘရိတ်ကို၅ဘရိတ်လိုချုပ်တာနော်ဘရိတ်ကို၅ဘရိတ်လိုချုပ်တာအကူမများလုံးပဲနော်နောက်သူ့အောက်မှာရန်မယ်ဆိုရင်88ကိုပါရန်ပေးဟော88ကိုပါရန်ပေးဟုတ်လားကိုမများလုံးပဲ88 5ဘရိတ်ကိုပါရန်ပေးနှစ်ခွန်ထိပ်ကြီးပေါ့နော်ထိပ်ကြီးကနှစ်ခွန်ထိပ်ကြီးဖြစ်ကြအောင်လို့ခုနကကျွန်တော်နှစ်ခွန်သူကတုံညာခွန်အားလည်းနောက်ပိတ်ရှိတယ်နော်ကိုမများလုံးနော်ခွန်အားလည်းနောက်ပိတ်ရှိပါတယ်အဲ့လားကြောင့်မလို့ကျွန်တော်ကခွန်တည်ထားပေးပါ ဝါသိန်းရပြောပြပါအောင်ဝါသိန်းပြောပြပါဆိုတော့ကမကြီးကဝါသိန်းကျွန်တော်ဘတ်ဂျက်လဲဆိုတော့ကျွန်တော်ကမကြီးနှစ်ခုဝါသိန်းကြိုက်တယ်ပေါ့နော်နှစ်ခုဝါချင်းမှာနှစ်တလုံးကိုပို့ကြိုက်ပြီပေါ့နော်နှစ်တလုံးကိုပို့ကြိုက်ပါလေနှစ်ခုဝါချင်းနှစ်တလုံးကိုပို့ကြိုက်ပါလေအဲ့ဒီမှာတင်ကစားမယ်ဆိုမိသားစုကမကြီးကျွန်တော်ပြောရတယ်နော်အဲ့ဒီ23နဲ့ပါလေ3ညာခွန်တင်ကစားဟုတ်ပြီ160နည်းနည်းမင်္ဂလာပါလိုက်လမ်းမလေးပြေးခဲ့ပါ channel လေးကိုလည်းအမှန်တည်းအပြေးခဲ့ပါဟုတ်ပြီနော်3ညခွန်ကတော့ကျွန်တော်ကမှတင်ကစားပါနော်3ညခွန်ရဲ့23ရက်တင်ကစား ပရိသေ၅ပရိကျွန်တော်ခုနကလည်းပြတာပြီးရေပေါ့နော်ဒီ site ကပိုကောင်းနေလို့ထားရယ်နော်ကိုမများအောင်ပရိသေ၅ပရိနဲ့နော်ထိတ်ကြီးကကျွန်တော်တို့ကကျွန်တော်နှစ်ခွန်ထိတ်ကြီး၃နောက်ပြီနှစ်ခွန်ထိတ်ကြီး၃နောက်ပြီကိုပရိ၅နဲ့ချုပ်ထားတာနော်ဒါကပရိ၅နဲ့ချုပ်ထားတာအတော့တဲ့ကိုမများတာပေါ်ပါဗျာနော်အာမဲဆိုလေပပပါမယ်နော်အိုင်နော်ပပပေါ့အာကိုပပပြီးရောတဲ့ကိုမများပါနော် နော်ဒီကနေ့တဲကိုမြတ်ကြည့်ပါနော်ဒီအားလုံးပဲစင်ပြကြပါလေအားလုံးလည်းပေါ့ကြပါသေးဗျမနေ့ကတော့ကျွန်တော်လေးပတ်ဒီနေ့တော့စင်ပြကြပြီပါနော်ဒီညနေတော့ကျွန်တော်နှစ်ခွန်ပတ်ဒီနှစ်ပတ်ဒီသိကြကြပါလေဗရိတ်ရေချုံမေကိုမာရီကန်ငါးပရိကိုချုံမေဗျဟုတ်ပြီနော်23တော့တုံညာ3တုံညာခွန်ကိုထပ်တင်ကစားမယ်ဒီအားလုံးပဲကိုလက်ပါအားလုံးစင်ပြကြပါလို့ကျွန်တော်ရှင်မှာပြီးတော့အကောင်းဆုံးအနေနဲ့ဆုမတောင်းပေးလိုက်ပါလေဗျဒီအားလုံးပဲမင်္ဂလာပါ